အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီကနေ့2025ခုနှစ်အော်ဒီယိုဘာလ30ရက်နေ့ရဲ့ညာကင်းသတင်းတွေကိုတင်ဆက်ပေးရမယ့်အချိန်ရောက်ရှိလာပါပြီဒေါ်လာညာချမ်းပါလို့ပြည်သူပေါင်းနှုတ်ခွန်းဆက်တော့ပါရခင်ဗျာဒီကနေ့ညာကင်းမှာထူးထူးခြားခြားနားဆင်ကြရမယ့်သတင်းကြောင်းရာတွေကတော့ TNL ကအပြစ်ရပ်ပေမဲ့ဘုံမိုက်ခဲတို့ရဲ့စစ်ကူတက်တွေမိုးကုတ်ကနေပြန်မဆုတ်ဖဲနဲ့မဟာမိတ်တွေနဲ့အတူပူးပေါင်းပြီးတော့တိုက်ခိုက်မယ်လို့ပြောလာပါရခင်ဗျာဘရောင်ကပါစာ16နီတီအေတပ်ဖွဲ့တွေရောက်ရှိလာပြီလို့စကားစကားကိုထောက်ခံရေးသားတဲ့သတင်းဌာနတွေကိုယ်တိုင်က ဖော်ပြလာကြပါတယ်။ရခိုင်ပြည်ကိုသိမ့်ပိုက်သွားမယ်လို့အာစာခေါင်းဆောင်ကပြောလာပါတယ်ခင်ဗျာ။ဂျပန်ပါတီကမဲဆွဲစည်းရုံးရေးအတွက်တယောက်ကို1000ကျွဲပေးတယ်လို့သိရပါတယ်။ကမ်ဘလူးစစ်တပ်ဂိတ်မှာတော့မိမငယ်တူဦးကိုစစ်သားနဲ့ပြူစောထီတွေကအာရမပြုတ်ကျင့်ပြီးတော့တပ်ဖြတ်လိုက်ကြပါတယ်။ဝါလာမြူနီတဲကတိုက်ပွဲမှာဂျပန်စစ်ရှုံးကောင်စီတပ်သား16ဦးသေဆုံးပြီးတော့30ဝန်းကျင်လောက်ဒဏ်ရာရသွားပါတယ်ခင်ဗျာ။ဒီသတင်းတွေနဲ့ဒူးထူးထူးခြားခြားသတင်းဖြစ်စဉ်အကြောင်းအရာတွေကိုနားဆင်ရပါပါခင်ဗျာ။ ပထမဆုံးသတင်းတပုတ်အနေနဲ့ TNL တက်တွေကအချမ်းပတ်စစ်ရှုံးကောင်စီတက်နဲ့အပြစ်ခတ်ရက်ခဲ့ပေမဲ့ဗိုလ်မိုက်ခဲတို့ရဲ့စစ်ကူတက်တွေမိုးကုတ်ကနေပြန်မဆုတ်ဖဲနဲ့မဟာမိတ်တက်တွေနဲ့ပေါင်းပြီးတော့တိုက်ခိုက်မယ်လို့သိရပါတယ်ခင်ဗျာမြညာဘလတ်တိုက်က MPD ကြားမဲ့တက်ဟာတောင်ပေါ်စစ်ကူဖြစ်တဲ့မိုးကုတ်မြို့ကိုရာနဲ့ချီပြီးတော့ပုတ်လွတ်ထားကြတာလို့ဆိုပါတယ်အဲ့ဒီတပ်ဖွဲ့ဝင်တွေဟာညီတော်မဟာမိတ်တွေနဲ့ပူးပေါင်းတိုက်ခိုက်နေကြပြီးလက်ရှိ TNL ဘက်ကအပြစ်ရက်ပြီးတော့မိုးကုတ်ကနေထွက်ခွာခဲ့ပေမဲ့ MPD တပ်ဖွဲ့ဝင်တွေကတော့နောက်ပြန်မဆုတ်ဖဲရှိတဲ့ညီနောင်မဟာမိတ်တွေနဲ့ပေါင်းပြီးအကြံပေးစိုးစုကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဗိုလ်မှန်ခဲတို့ကပြောဆိုခဲ့တာပါပြီးခဲ့တဲ့ချင်းပြည်နယ်ဖလန်းမြုပ်သိမ်းတိုက်ပွဲမှာကြာမဲတပ်ဖွဲ့ဝင်တွေရာနဲ့ချီပါဝင်တိုက်ခိုက်ပြီးတဲ့နောက်မိုးကုတ်တပိတ်ချင်းတဲ့အတွင်းမှာလည်း MPD စစ်ကူစစ်ကြောင်းတွေတွားရောက်တိုက်ခိုက်နေတာဖြစ်ပြီးလက်ရှိဖြစ်ပေါ်နေတဲ့စစ်ရေးအခြေအနေအတွင်းမှာကြာမဲတပ်ဖွဲ့ဝင်တွေကဒေသခံညီနောင်မဟာမိတ်တွေနဲ့ပေါင်းပြီးတော့စိုးမိုးထိန်းချုပ်ဒေသတွေပြန်မပေးရဖို့အတွက်အစွမ်းကုန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ် မိုးကုတ်တက်နေတဲ့အတူကြားမဲ့တက်နောက်မဆုတ်စတန်းရှိနေမယ်ဖိုက်တင်းမိုးကုတ်လို့ဘုံမိုက်ခဲကပြောဆိုထားပြီးမိမိတို့မြင်းညံဘလက်တိုက်က MPD မြင်းညံခရင်အမှတ်ကိုတက်ရင်ဟာတော်လိုင်းမာမေးအင်အားစုတွေနဲ့ပူးပေါင်းပြီးအချမ်းဖက်စစ်တပ်ကိုအမြင့်ပြတ်တဲ့အထိတိုက်ခိုက်ချေမုန်းသွားမှာဖြစ်ပါကြောင်းတော်လန်မိဘပြည်သူတွေကိုထုတ်ပြန်ကြေညာလိုက်ပါတယ်လို့ပြည်သူတွေစီကိုသတင်းစကားပတ်ထားပါတယ်ခင်ဗျာ နောက်ထပ်သတင်းပုံအနေနဲ့ဗကူတိုင်းပြည်ခရိုင်ပရောင်းမြို့နယ်အတွင်းအချမ်းမဆက်ဆုံးကောင်စီတပ်နဲ့ AA ပူးပေါင်းတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားလျက်ရှိရမှာလက်ရှိကာကွယ်ရေးပစ္စည်းဆက်ယုံကဘာစာ16အနီးတီ AA တပ်တွေရောက်ရှိနေပြီးတိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့အချမ်းမဆက်ဆုံးကောင်စီတပ်ကိုထောက်ခံရေးသားနေတဲ့ Voice of Myanmar VOM သတင်းဌာနကဖော်ပြလာပါတယ်။အချမ်းမဆက်ဆုံးကောင်စီတပ်ကိုအစိုးရတပ်တွေလို့တုံ့နှုံထားပြီးပြီးခဲ့တဲ့အော်တိုဘာ24ရက်နေ့ကစတင်ပြီးတော့ကဘာစာ16အနီးမှာရှိတဲ့ ကာကင်းစခန်းကုန်းတွေကိုပြန်လည်သိမ်းယူနိုင်ဖို့ထိုးစစ်ဆင်နေကြတာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အေအနေနဲ့ကပ္ပစ16ရန်ချက်ဆက်ယုံအနီးကအကြံပတ်စစ်တပ်ရဲ့666ပွိုင်ကုန်းနဲ့ဘကိုးတိုင်းနောက်ပိုင်းဗရောင်းမြို့နယ်အတွင်းမှာရှိတဲ့ကပ္ပစ56966တပ်တွေနဲ့တိမ်မွေးလာတဲ့ပကံကွဲရွာကိုထိန်းချုပ်ထားနိုင်ကြောင်းပြီးခဲ့တဲ့အော်တိုဘာလ15ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ လက်ရှိမှာတော့အေရဲထိုးစစ်နဲ့ရင်ဆိုင်နေရတဲ့ကောက်ပါစာ964 16ဆက်ယုံတွေဟာအကြမ်းဖက်စစ်ကြောင်းကောင်စီတက်ရဲ့ဆက်လက်နက်ခဲရန်နဲ့လေကြောင်းပုံးထုတ်လို့ရတဲ့အရေးပါတဲ့ပင်မအထောက်ကူပြုတက်တွေဖြစ်တယ်လို့သိရပါတယ်နောက်ထပ်ကပ္ပစ9ဟာလည်းအကြမ်းဖက်စစ်ကြောင်းကောင်စီတပ်ရဲ့တိုက်စွမ်းအားကိုပင်မအားဖြစ်နေတဲ့လက်နက်ငယ်ကြီးထုတ်လို့ရတဲ့တပ်ဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာလက်ရှိ AA နဲ့ပူပေါင်းတပ်တွေရဲ့ စီရဲလမ်းကြောင်းမှာရခိုင်ရိုးမကနေပြီးတော့အုတ်ချစ်ပင်မှာရှိတဲ့ကပ္ပဆာစက်ယုံတွေဘက်ကိုဥတီပြီးတော့တိုက်ခိုက်နေကြတာလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျန်းဖွပါတီကရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်စည်းရုံးရေးလှည့်လည်ရမှာပါဝင်လိုက်ပါပေးသူတွေကိုတယောက်ကိုကြက်1000ကျွဲပေးတယ်လို့မဲဆွယ်စည်းရုံးရေးမှာပါဝင်ခဲ့သူတွေရဲ့ပြောပြချက်အရသိရပါတယ်ရက်ကွက်မြို့နယ်တွေထဲမှာကျန်းဖွပါတီအတွက်မဲဆွယ်စည်းရုံးရေးဆိုင်းဘုတ်ထောင်ရမှာပါဝင်ပေးသူတွေကိုလည်းတယောက်ကိုကြက်3000စီပေးတယ်လို့သိရပါတယ်ခင်ဗျာ ရန်ကုန်တိုင်းတွင်ကလက်လွတ်လပ်စားအခြေခံလူရန်စားတွေကိုမဲဆွယ်စည်းရုံးရေးထဲမှာပါဖို့ပါတီဝင်အဖြစ်နဲ့အင်အားပြနိုင်ဖို့အတွက်ပတ်စံပေးပြီးတော့လှုပ်ခိုင်းနေတာဖြစ်တယ်လို့အလုံးမျိုးမှနေထိုင်သူတဦးကရှင်းပြပါတယ်။ပြည်တော်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကရန်ကုန်မှာအောက်ခြေလူရန်စားလက်လွတ်လပ်စားသမားတွေကိုတုံးတောင်းပေးပြီးတော့မဲဆွယ်စည်းရုံးရေးတွေလိုက်ခိုင်းတယ်ပါတီအောင်နိုင်ရေးစိုင်းပုတ်ထောင်တာတွေမှာလိုက်ခိုင်းတယ်ဗျ။တချို့ကလည်းလိုက်ကြတာပေါ့ဗျာပတ်စံလူချင်းကြတာကိုသူတို့ကိုထောက်ခံမဲ့သူတော်မရှိဘူးဗျအကလုံးနိဗ္ဗာန်က ပတ်စံပေးလို့ရလို့လာကြတဲ့သူတွေကြီးပါပဲခင်ဗျာဆိုပြီးသူက ရှင်းပြပါတယ်ခင်ဗျာအကြမ်းဖက်စစ်ရုံးကောက်တီတဲရဲ့ပြည်တော်စုရုံးကောက်ပွဲကော်မရှင် UEC ကရုံးကောက်ပွဲရှင်ပြိုင်နေမဲ့နိုင်ငံရေးပါတီအသီးသီးကိုအော်တိုဘာ28နေ့ကစပြီးတော့ရပ်ပေါင်း60အတွင်းမဲဆွယ်စီယုံခွင့်ပြုလိုက်ပြီးဖြစ်ပါတယ်ရုံးကောက်ပွဲပြုလုပ်ဖို့ပဲလုံးနေတဲ့စစ်ရုံးကောက်တီတဲဟာလုံခြုံရေးထိတ်လန့်စိုးရိမ်နေရတဲ့ပါတီတွေနဲ့ကုစလေလောင်းတွေအတွက်အခုလိုမဲဆွယ်စီယုံရေးအတွက်အကောက်ကွယ်မပေးနိုင်ပဲဖြစ်နေတာပါ အငြိမ်းသားစုဖို့ဂျူတင်နဲ့ဖွဲ့စည်းထားပြီးငွေကြေးတက်နိုင်တဲ့ကျန်းဖို့ပါတီဟာအောက်ခြေလူရန်းစားတွေကိုငွေကြေးမပြေလည်တဲ့သူတွေကိုခုတုံးလုပ်ပြီးပတ်စံပေးပြီးတော့ပါတီအတွက်မဲဆွယ်စည်းရုံးတာလူဝင်အားပြပြီးတော့လုံခြုံရေးယူတဲ့အနေထားအတိုင်းလုပ်နေကြတာလို့ထောက်ပြပြောဆိုထားပါတယ်။လက်ရှိနိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့တပြည်လုံးအနှံ့ဆက်ပွဲတွေဖြစ်ပွားနေသလိုမြို့ကြီးတွေမှာတောင်စစ်တပ်နဲ့စစ်တပ်လက်အောက်ခံတောက်တိုင်တွေဟာတော်လိုင်းရေးအဖွဲ့ဝင်တွေရဲ့တိုက်ခိုက်တာကိုမကြာခဏခံနေရတာလည်းဖြစ်ပါတယ်။ အခုလဲစစ်တပ်ကဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲမှာပါဝင်ကြမဲ့နိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေဟာပြည်သူလူထုရှင်းပေါင်းမဲဆက်စည်းရုံးတွေကိုယ်တိုင်မလုပ်ရဲကြပဲသူတို့လုံခြုံရေးကိုအထူးစိုးရိမ်နေကြတာလို့သုံးသပ်နေကြပါတယ်ခင်ဗျာရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုအခြေပြုလှုပ်ရှားနေတဲ့မွတ်စလင်လက်နက်ကိုင် အာစာအဖွဲ့က ပြောဆိုလိုက်ပါတယ်။အော်တိုဘလာကိုရကပြုလုပ်ခဲ့တဲ့အာစာ9နှစ်မြောက်နှစ်ပတ်လည်စုဝေးပွဲမှာအာစာခေါင်းဆောင်ကပြောဆိုခဲ့ကြောင်းကိုပြီးခဲ့တဲ့အော်တိုဘလာ26ရက်ကထုတ်ပြန်လာတာဖြစ်ပါတယ်။ငါတို့စူးစမ်းရမယ်ငါတို့တော်လိုင်းကြီးကိုနားလည်ရမယ်ငါတို့ကဘာကလည်းမကူညီဘူးရခိုင်ပြည်မှာရှိတဲ့မွတ်စလင်တွေညီညွတ်ရမယ်ညီညွတ်အောင်လည်းလုပ်ရမယ်ငါတို့တယောက်ချင်းစီစူးစမ်းရမယ်ရခိုင်ကိုရအောင်တိုက်မယ်တည်ခြင်းရင်တည်ပါစေဆိုပြီးအာစာခေါင်းဆောင်ကပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျာ အာဇာတပ်ဖွဲ့ဝင်တွေထုတ်ပြန်တဲ့ဗီဒီယိုဖိုင်ထဲမှာတော့တနက်တိတ်ကိုင်းပြီးတော့တိုက်ခိုက်ရေးဝန်ဆောင်တွေဝတ်ဆင်ထားတဲ့အာဇာတပ်ဖွဲ့ဝင်တွေကလည်းလက်နက်ကိုင်တိုက်ပွဲဆွနေကြမယ်လို့ကြွေးကြော်ခဲ့ကြပါတယ်။အခုကမှအာဇာဖွဲ့ဟာမော်တော်မြို့နယ်မြောက်ပိုင်းနဲ့ထိစပ်နေတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဥခိယားနဲ့နတ်ချောင်းချာရီအနီးနားတဝိုက်မှာလက်ကျင်ရေးစခန်းအစ်စ်တွေတိစောက်ထားကြောင်းနေဆက်သတင်းမြစ်တွေထံကနေသိရပါတယ်။အခုလိုမျိုးအာဇာတပ်ဖွဲ့ဝင်တွေပြောဆိုလာတာကရခိုင်ပြည်တွင်းမှာနိုင်ငံရေးစီးရဲအကြက်တဲတွေကိုအခွင့်ကောင်းယူပြီး စစ်ကြောကောင်စီနဲ့ဟန်ချက်ညီညီစီရေးဖော်ဖို့ကြိုးစားလာတာဖြစ်နိုင်တဲ့အတွက်ရွယ်လေးအေအေအနေနဲ့တတိကြီးကြီးနဲ့စောင့်ကြည့်ဖို့လိုအပ်ကြောင်းရခိုင်နိုင်ငံရေးသမားတွေကပြောဆိုသုံးသပ်ကြပါတယ်ခင်ဗျာအခုကနိုင်ငံရေးကြက်တဲ့ကာလကိုအခွင့်ကောင်းယူပြီးတော့အာဆာဟာရခိုင်ပြည်နယ်တဲကိုအခြေချပြီးတော့တပီလုံးကိုသိမ့်မယ်ဆိုတဲ့ပုံစံမျိုးအခုပို့ပြီးတော့မြင်တွေ့လာရတယ်မဟာမိတ်သုံးဘွယ်ထဲမှာလည်းတန်းနဲ့ကိုကန်ကအပြစ်ရထားပြီးတော့တစ်ဖက်မှာရခိုင်ကိုစစ်ကောင်စီကပြန်ပြီးတော့ထိုးစစ်ဆင်ဖို့ကြိုးစားနေတဲ့ကာလနဲ့တိုက်ဆိုင်နေတယ် ဒါတွေကစစ်ကောင်စီနဲ့အာဇာတို့ကြားမှာတစုံတရာဟန်ချက်ညီညီနဲ့စည်ရေးဖော်ဆောင်ဖို့ကြိုးစားနေတယ်လို့လည်းမြင်ရတယ်ဆိုပြီးရခိုင်နိုင်ငံရေးစောင့်ကြည့်လေ့လာနေသူဦးကသုံးသပ်ပြောဆိုပါတယ်ခင်ဗျာအကြမ်းဖက်စစ်ကောင်စီနဲ့အာဇာဖွဲ့ဟာပြီးခဲ့တဲ့ဗိုလ်တီတော်မောင်တော်တိုက်ပွဲတွေမှာအရက်ခတ်တတော်ကိုပူးပေါင်းတိုက်ခိုက်ခဲ့တဲ့မဟာမိတ်တွေဖြစ်ပါတယ်လက်ရှိမှာတော့အာဇာဖွဲ့ဟာဘင်္ဂလားဒေ့ရှ်နယ်စပ်ကအေတစခန်းတွေကိုချောင်းမြောင်းတိုက်ခိုက်မှုတွေဆက်လက်လုပ်ဆောင်နေပြီးမောင်တော်ဗိုလ်တီတော်ရတိတော်မြို့နယ်တွေကဒေသခံပြည်သူတွေကို ခြုံကိုတိုက်ခိုက်တာအကြမ်းဖက်တပ်ဖြတ်တာတွေကိုလည်းလှုပ်ဆောင်နေကြပါတယ်။ဒါကြောင့်မလို့မောင်တော်မြို့နယ်မြောက်ပိုင်းမှာဘင်္ဂလားဒေ့ရဲ့ဆက်ကြီးရွာတွေကဒေသခံချုပ်ကလည်းအာဇာအနေရဲ့အကြောင်းလုံခြုံရေးစိုးရိမ်နေရတဲ့အတွက်ရွှေ့ပြောင်းနေသူတွေလည်းရှိနေကြပါတယ်ခင်ဗျာ။လက်ရှိမောင်တော်ဘူတိတော်မြို့နယ်တွေမှာအာဇာဖွဲ့တွေတောင်းကျနေတာကြောင့်ဒေသခံတွေခီးသွားရမှာကိုတောင်စိုးရိမ်နေရတယ်။အခုလည်းဆက်လက်တိုက်မယ်လို့အာဇာဖွဲ့ကပြောထားတော့အားရခတ်တော်ကအင်အားတုံးပြီးတော့ထိထိရောက်ရောက်ကင်တွယ်ဖို့လိုအပ်ပါတယ်ဆိုပြီးဘူတိတော်ဒေသခံမြို့သားတို့က သုံးသပ်ပြောဆိုပါတယ်လက်ရှိမှာအေဟာမွန်တိုမြောက်ပိုင်းကိုနေမြရှင်းလင်းရေးဦးစားပေးလုပ်နေပြီးမယူတောင်ကျော်တက်လျှောက်မှာလဲတက်စုခွဲပြီးတော့စခန်းချကင်းဆောင်တာတွေစစ်ကြောင်းထိုးတာတွေနဲ့အာဇာတက်ဖွဲ့ရဲ့လှုပ်ရှားမှုတွေကိုရှင်းလင်းနေကြောင်းဒေသခံတွေထံကနေသိရပါတယ်။ဒါကြောင့်မလို့နေဆက်ဒေသခံတွေအနေနဲ့လဲတောတောင်နေတဲ့နဲ့လူပြတ်တဲ့နေရာတွေကိုလူနည်းစုနဲ့သွာလာတာတွေကိုအတက်နိုင်ဆုံးမပြုတ်လောက်ကြဖို့နဲ့အရေးကြီးကိစ္စသွားရောက်မဲ့ဆိုရင်အေတက်ဖွဲ့ဝင်တွေထံကိုသတင်းပေးပြီးမှသွားရောက်ကြဖို့အေကတိုက်တွန်းနှိုးဆော်ထားတာဖြစ်ပါတယ်ခင်ဗျာ။ စကိုင်းတိုင်းနယ်ကတရင်းနယ်ဆက်ချက်ပါတယ်စကိုင်းတိုင်းဝက်လက်မြို့နယ်တဲကတိုက်ပွဲမှာအကြမ်းဖက်ဆစ်ရွှန်းကောင်စီတပ်သား16ဦးသေဆုံးပြီးတော့30ဝန်းကျင်တန်ရာရသွားကြတယ်လို့သိရပါတယ်ခင်ဗျာအော်ဒီဘလာ21ရက်နေ့ကလေးကရေရုံမြို့နယ်တလဲပါပြူကျေးရွာကနေဝက်လက်မြို့နယ်ကြောက်ကွန်းရွာဘက်ကိုအင်အား100ဝန်းကျင်လောက်နဲ့စစ်ကြောင်းထုတ်လာတဲ့အကြမ်းဖက်ဆစ်ရွှန်းကောင်စီစစ်သားတွေကိုတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ကြတာပါခင်ဗျာရန်သူဘက်က16ဦးသေဆုံး30ဦးခန့်တန်ရာရခဲ့ပြီးရန်သူများတလဲပါကျေးရွာဘက်ကိုပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းစပရွင်တပ်ဖွဲ့ကဒီကနေ့မှာ တင်းထုတ်ပြန်လာတာဖြစ်ပါတယ်။တက္ကသိုလ်ခံခဲ့ရတဲ့ကျမ်းပါစစ်ချုံးကောင်စီစစ်ကြောင်းဟာဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေကိုလည်းခိုးယူတဲဆောင်သွားခဲ့တယ်လို့စပါဝင်းတပ်ဖွဲ့ကထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။တပ်ဘွဲကိုတော့ဒေသခံတော်လိုင်းအရာစုတွေဖြစ်တဲ့အမှတ်၁၄ရွှေဘိုတရင်နဲ့ဝလပကဖရွှေပန်းကုန်းတိုက်နဲ့ပကဖကုတောင်ကြားအဖွဲ့ရွှေဘိုခရိုင်ဒရုန်းအဖွဲ့ကြီးကံမရွာဒရုန်းအဖွဲ့နဲ့ M sign တော်ဒရုန်းတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။အထင်သာသွားတဲ့အကြမ်းဖက်စစ်ကြောင်းကောင်စီတပ်သားတွေက တလဲပါပြူကျေးရွာဘက်ကိုပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ်ခင်ဗျာကမ်ဘလူးကစစ်တပ်ဂိတ်တစ်ခုမှာဂျမ်ဘတ်ဆက်ရှုံးကောင်စီတပ်သားတွေနဲ့ပြူစောထီတွေကမင်းမငယ်တူကိုအာရမပြုကျင့်ပြီးတော့တပ်ဖြတ်လိုက်ကြပါတယ်သတင်းပြေဆုံးကိုကြည့်အောင်ပါစကိုင်းတိုင်းကမ်ဘလူးမြို့နယ်ရွှေဘိုမြစ်ကြီးနားဘျူဟာလမ်းပေါ်မှာရှိတဲ့ ်စပယ်နန်တာကြီးရွာပူပေါင်းစစ်စေးရေးဂိတ်ကစစ်ရှုံးကောင်စီတပ်သားတွေနဲ့ပြစောထီတွေဟာအသက်16နှစ်အရွယ်မိကလင်းငယ်တဦးကိုဖမ်းဆီးပြီးတော့အုပ်စုဖွဲ့ပြီးတော့အာဓမပြုကျင့်တက်ဖြတ်ခဲ့ကြောင်းဒေသခံသတင်းတွေကိုဖော်ပြနေတဲ့ Affinity Group ကနေပြီးတော့ဖော်ပြရေးသားထားပါတယ်ဖြစ်စဉ်ကတော့အော်တိုဘာလ29ရက်နေ့နေ့လယ်ပိုင်းမှာကောလင်းမြို့နယ်အရှိချမ်းပေကုန်းရွာကနေတဆင့်ရွှေဘုံမြို့ကိုအလုတ်သွားလုပ်ဖို့ဆိုင်ငယ်နဲ့ထွက်လာတဲ့မိကလင်းငယ်တဦးကိုစပယ်နန်တာစစ်တပ်ဂိတ်ကဖမ်းဆီးခဲ့တာဖြစ်ပါတယ် ကမ်ပလူမြို့နယ်ပါကဖတာဝန်ရှိသူတူပြောပြတာကတော့ကလေးမလေးနှစ်ယောက်ကို စပယ်နှစ်သားဂိတ်ကဖမ်းတာသူတို့ကိုတနေရာစီခွဲပြီးတော့ချုပ်ထားပြီးမှမရင်ကျင့်ကြတာလို့သိရတယ်ပေကုန်းရွာကတယောက်ကိုမရင်ကျင့်ပြီးတော့တက်ဖြတ်မီရှုအလောင်းဖြောက်ဖြက်ပစ်ခဲ့ကြတာအဲ့ဒါတွေကိုထွက်ပြေးလွတ်မြောက်လာတဲ့ကောင်မလေးပြောပြလို့သိရတာပါအတူပါလာတဲ့ကောင်မလေးကိုလည်းပြူစောထီးတွေကမရင်ကျင့်မှုလို့ကြာသေးတယ်သူတို့အလစ်မှာထွက်ပြေးခဲ့တာလို့ပြောပြချက်ရသိရပါတယ်ဆိုပြီးသူကရှင်းပြပါတယ်ခင်ဗျာ ။စပင်နေသားစစ်တပ်ဂိတ်ကအဲ့ဒီမိကလင်းအူစီးနင်းခဲ့တဲ့ဆိုင်ငင်းတဲ့ဒူဖုန်းတွေကိုပါတင်းစီခဲ့ကြောင်းအတူပါသူအမျိုးသမီးငယ်ကတော့စစ်တပ်နဲ့ပြည်စောထီရဲ့အလစ်မှာထွက်ပြေးခဲ့တဲ့အတွက်လွတ်မြောက်လာရာကမ်လူခင်တရင်သုံးတက်ခွဲသုံးကကဲတင်နိုင်ခဲ့တာဖြစ်ပြီးညာရင်းချင်းမိသားစုထံကိုပြန်လည်အနှံပေးခဲ့တယ်လို့သိရပါတယ်။ဇဗေနတာစစ်တပ်ကိကစစ်တပ်နဲ့ပြည်စောထီတွေဟာအတူပါ16ရက်ကလည်းကောလင်းမြို့နယ်ညောင်ငွေကျေးရွာကနေဒဇင်နဲ့ဘက်ကိုကထိန်ခင်းမှုသွားတဲ့ဇနီးမောင်နှံကိုဖမ်းဆီးပြီးတော့ခင်မွန်းရဲ့ရှေ့မှာပဲဇနီးကိုမရင်းကျင့်ပြီးတော့ တက်ဖြတ်ခဲ့တာဖြစ်ပါတယ်။နောက်ထပ်စစ်ကြောင်းကောင်စီတပ်သားတွေကဇနီးမောင်နှံအုပ်ထံကနေဆွဲသီးပါရွှေဆွဲကြိုနှကုံတကြသားရွှေအခဲငကက်တယံလက်ကောက်တကွင်းနဲ့ငွေသား9သိန်းဖုံးသုံးလုံးစိုင်းကဲတစည်းတူကိုလည်းသိမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖြစ်စဉ်ကိုရိုင်းနှက်နှိမ့်ဆက်ခံထားရတဲ့ဒဏ်ရာတွေနဲ့ထွက်ပြေးလွတ်မြောက်လာသူဦးကျော်မျိုးကကမ်လူခရိုင်တရင်သုံးထံကိုတရင်ပေးခဲ့တာကြောင့်သိရှိခဲ့ရတာဖြစ်ပါတယ်။ လက်ရှိချိန်မှာရွှေဘုံမြကြီးနားပြည်ဟာလမ်းပေါ်မှာရှိတဲ့သပင်းနှစ်သားကျေးရွာစစ်စစ်ကိတ်ကခီးသွွားမျိုးသားတွေကိုပါဖန်းစီပေါ်တာဆွဲနေသလိုအမျိုးသမီးတွေကိုလည်းဖန်းစီမရင်းကျစ်မှုတွေခက်စိတ်စိတ်ပြုလုပ်လာတာကြောင့်ပြည်သူတွေအနေနဲ့ပြည်ဟာလမ်းပိုင်းခီးသွွားလာရမှာထူးသတိပြုကြဖို့တော်လိုင်းရေးအင်အားစုတွေကသတိပေးထားကြပါတယ်ခင်ဗျာမနက်မြောက်အော်တိုဘာလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်သတင်းတွေကိုပြောပြပေးချင်ပါတယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်အချိန်ဒီမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာတိမ်အနေငယ်ဖြစ်ထွန်းနိုင်ပြီးကပ်လီပင်လယ်ပင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတော့တိမ်အင့်နေကနေတိမ်ထူထပ်နိုင်ပါတယ်။ပင်လယ်ပြင်ခြေနေတွေကတော့ဒင်းသာရီကန်ယိုရန်ရခိုင်ကန်ယိုရန်မြဝကျွန်းပေါ်ဒေသတွေနဲ့ဗုဒ္ဓမဂွေဘက်မှာအရှိတ်ဘက်ကလေကတနအီကို10မိုင်ကနေမိုင်20လောက်ထိတိုက်ခတ်နိုင်ပြီးလိုင်းနှင်းငယ်ကနေလိုင်းအင့်တင့်ရှိနိုင်ပါတယ်ခင်ဗျာ။မိုးရသွန်းမဲ့ခြေနေတွေကတော့မကွေးတိုင်းရန်ကုန်တိုင်းအရာဝတီတိုင်းပဲခူးတိုင်းတနင်္သာရီတိုင်းကချင်းပြည်နယ်ရှမ်းပြည်နယ်ဂရင်းပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးရသွန်းနိုင်ပြီး စကိုင်းတိုင်းမန္တလေးတိုင်းချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာတော့အများအပြားတာယာနိုင်ပါတယ်ခင်ဗျာဒါကတော့ဒီကနေ့အော်တိုဘာလာ30ရက်နေ့အတွက်တွေ့ရတဲ့ထူးထူးခြားခြားသတင်းဖြစ်စဉ်တွေကိုကျွန်တော်ရန်ကစူးစိပြီးတော့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ပြည်သူအားလုံးကိုစိတ်နှပြချမ်းမာချမ်းသာပြီးဆက်အာနာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းဖြစ်စဉ်အကြောင်းအရာတွေနဲ့အတူကျွန်တော်တို့မနက်ဖြန်မနက်ခင်းမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ you